EV က inverter တဲ့က power oven IGBTS တရဲ့အလုတ်လုတ်ပုံအသေးစိတ်ကိုအောက်ပါအကြိုင်ရှင်းပြပေးပါမယ်။ EV inverter တဲ့ရှိ IGBT များ၏အဓိက အခန်းကဏ္ဍ IGBT များသည် EV ကာ၏ motor စနစ် power train အတွက် electronic ဂလုတ်များအဖြစ်အဓိကလှုပ်ဆောင်ပါသည်။၎င်းတို့၏အဓိကတာဝယ်မှာ battery မှလာသော DC direct current ဘိုအာမစ်ဥပမာ3မှာဘိုမှာ100ဘိုကိုလျှက်စစ်မော်တာလဲပတ်ရံအထွက်လိုအပ်တဲ့၃ဖက်ဆိုင်ရာ AC alternating current ဘိုအာဖြစ်သောပြောင်းလဲပတ်ရံထပ်ပါသည်ဤပြောင်းလဲခြင်းကို ထိန်းချုပ်မှုတိကျစွာလှုံ့ဆော်ခြင်းဖြင့်မော်တာ၏အရှိန်အားနှင့်စွမ်းဆောင်ရည်ကိုတိုက်ရိုက်ထိန်းချုပ်ပေးပါသည် IGBD များ၏အသေးစိတ်အလုပ်လုပ်ပုံ တဲ့အခြေခံဖွဲ့စည်းပုံနဲ့ထိန်းချုပ်မှု IGBT တွင် gay gay collector စုဆောင်သူနှင့် emitter ထုတ်လင်းသူဟူ၍ terminal ထုံးခုပါဝင်ပါသည် gay ကထိန်းချုပ် terminal ဖြစ်ပြီး၎င်းကိုပူအားနှင်းငယ်ပေးခြင်းဖြင့် collector နှင့် emitter အကြားစီစဉ်သောလျှက်စစ်ပမာဏကြီးများကို print page လုံးဆောင်နိုင်ပါသည် ၎င်းသည် voltage control device ဖြစ်သောကြောင့်ထိန်းချုပ်မှုအထက်ပါဝါအနည်းငယ်သာလိုအပ်ပါသည်နေ့ပါဝါပြောင်းလဲခြင်း DC to AC conversion EV inverter အတွင် IGBT များကို bridge ပုံစံများဖြင့်ချိတ်ဆက်ထားပါသည်တစ်ခုစီကို12 volt တိုင်အုပ်တစ်ခုနဲ့လဲပုံဆက်ထားပါသည် inverter ၏ထိန်းချုပ်စာကိတ်သည် motor လေပွင့်ရန်အတွက်လိုအပ်တဲ့ AC line ပုံစံကိုဖန်တီးရန်အတွက် IGBT များကိုအလုံးမြန်ဆန်သောနှုံးနှင့်တစ်စက္ကန့်တွင်ထောင်ပေါင်းများစွာကို အစီစဉ်တကျဖြန့်လိုက်ပိတ်လိုက်လှုပ်ဆောင်ပါသည်၃ pass width modulation နိပညာဤထိန်းချုပ်မှုကို pass width modulation PWM ဟုခေါ်သောနိပညာဖြင့်လှုပ်ဆောင်ပါသည် PWM ဆိုဒီမှာ IGBD ဖွင့်ထားသည့် on time အချိန်အတိုင်းတာကို အလွန်မြန်စွာပြောင်းလဲပေးခြင်းဖြင့် AC လိုင်းပုံစံဤပြင်းမြဖို့အား average voltage ကိုထိန်းချုပ်ခြင်းဖြစ်ပါသည် on time များပါမော်တာတို့ပေးပို့တဲ့ပြင်းမြဖို့အားမြင့်မာပါသည် on time နဲ့ပါ ပြင်းမြဖို့အားနိုင်ပါသည် ဤသို့တီချာစွာ switching လုံဆောင်ခြင်းချင်း inverter သည် motor အတွက်လိုအပ်တဲ့ဘိုးအားနှင့်ချိန်နှုန်းတစ်ခုလုံးကို ပြောင်းလဲပေးနိုင်ပြီး motor ၏အချိန်နှင့်အားကိုချောမွဲ့စွာထိန်းချုပ်နိုင်ပါသည်၄ regenerative braking စွမ်းရံပြန်လည်ထုတ်လုပ်တဲ့ brake စနစ် regenerative braking ထုတ်လုပ်ခြင်းအခါလျှက်စစ်မော်တာသည် generator အဖြစ်ပြောင်းလဲသွားပြီးရွေ့လျားစွမ်းအံကိုလျှက်စစ်စွမ်းအံအဖြစ်ပြန်လည်ပြောင်းထုတ်လုပ်ပါသည် ဤလှုပ်ဆောင်ခြင်းမှာလည်း IGBT များသည်အရေးပါတဲ့အခမ်းကဏ္ဍမှပါဝင်ပါသည်၎င်းတို့သည်ဆွဲရည်စီစဉ်မှုလမ်းကြောင်းကို မော်တာမှဘက်ထရီသို့ပြောင်းလဲပြန်လည်နှံ့ရန်ထိန်းချုပ်ပေးပြီးဘက်ထရီထဲသို့ဆွဲရည်ပြန်လည်ဖိတွင်းပေးပါသည်အကျိုးကျေးဇူးများ စွမ်းဆောင်ရင်မိမားကြီးအဖြစ် IGBT များသည် switching လုဆောင်ခြင်းအခါစွမ်းရင်ဆုံးရှုံးမှု conduction losses switching losses များ ਨੇ ပါအောက် design ထုတ်ထားသောကြောင့် EVE စွမ်းဆောင်ရည်ကို တိုးကျပေးပြီးမောင်းနေနိုင်ခြင်းအကွာအဝေး driving range ကို ပိုမိုရှိကြစေပါသည် ပါဝါကြီးများကို ထိန်းချုပ်နိုင်ခြင်းအခက် EVE motor များလိုအပ်တဲ့ဗိုလ်အားနှင့်လျှက်စစ်ပမာဏမြင့်မားမှုများကိုခံနိုင်ရင်လျှက်ရှိပါသည် ။ဤရှင်းလင်းချက်သည် EV inverter ၏ power အဝင် IGBT များဘလို့အလုတ်လုတ်ပုံကိုအသေးစိတ်နားလည်စေခြင်းကို မျှော်လင့်ပါသည်။